အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆီယာမမက်ရွှေစုရေးသားသောအစိမ့်ကျွေဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာအစိမ့်ကျွေဟာကနေဤသွားသည့်ခံစားမှုရင်ဘက်ဘယ်ဘက်၌ဖြစ်ထွန်းသွားသည်လက်ဖွားနှင့်ဖိလိုက်ချိန်မှာတော့နှလုံးသားဤဗယံမရာလှုပ်ရှားမှုကိုသတိပြုမိသည်ဒီလိုဆိုရင်ဖြင့်သူမရင်တွေခုန်နေတာပေါ့ဒါဟာလေအစမ်းတော့မဟုတ်ပါဘူး တကယ်ဆိုယောဂါမဟုတ်တဲ့ပဝင်းကျင်အခြေအနေအရကိုရင်းဖြစ်ပြက်ပြောင်းလဲမှုတစ်ခုသာပဲလေ။ဒါ့ပေမဲ့လို့ဘက်ဆိုင်ဂရင်ဘေးစာမျိုးပွဲဖြေကန်ဒီရင်ခုန်ချင်းမျိုးကလေးမွေးပေးဖို့လေဘရွန်းမွေးကန်းနဲ့ဝင်ကန်ဒီရင်ခုန်ချင်းမျိုးတွေနဲ့လည်းမတူတာကတော့တကယ်ကိုစမ်းကြယ်နေလေရဲ့။ရင်ခုန်တန်ကိုအတိတ်ပဲမဲ့စွာရေရွရင်သူတို့ရှိရာဘက်သို့ဟန်မပြက်ဆက်လျှောက်နေရင်ကခြေထောက်များကနောက်ပြန်လှည့်ကျင်နေပြန်သည်။ခုချိန်မှာတော့လွယ်အကျိုးကလေးဟာတုံရင်နေတဲ့လက်နှစ်ဖက်ရဲ့အားကိုးရာအဖို့ကောင်းပါပဲ။ သူတို့နှစ်တဖြည်းဖြည်းနီးကပ်လာချိန်မှာတော့ချစ်သူဘေးကအမျိုးသမီးရဲ့မျက်နာပေါ်မှအပြောင်းလဲများကိုစိတ်ညစ်ညူးပွေရာမြင်ရလေသည်ချစ်သူရဲ့မျက်နာကိုရီမောကစစ်စစ်ကြည့်နေတုန်းကအမျိုးသမီးရဲ့မျက်ဝန်းတွေဟာတိမ်မွေ့နူးညံ့သလောက်သူမကိုမြင်သွားချိန်မှာတော့တင်းမာခတ်ထန်လွန်လိုက်တာတကယ်ဆိုရင်ဘသူကများညူဆူတဲ့တဝင်းတို့ရဲ့အကြည့်တွေကိုခံကျင်မာတဲ့လေကိုချင်းစာတက်စီခြင်းမိသည်တပည့်ရည်ဆိုင်နဲ့ဝင်လာရင်ချစ်သူတို့စပွဲရဲ့မျက်စောင်းထိုးမှာနေရာယူလိုက်သည်။လက်ဖက်ရည်တစ်ခွက် 6တွေ့အကွဲတော်အတန်ဒါသူမအတန်နဲ့လားဟုတ်ကောဟုတ်ရဲ့လားတစ်ဖက်ရေဆောင်ရင်ရင်ထဲကအပူမီးကိုဘလို့နှိမ့်သက်ရပါမလဲဒီလိုအခြေအနေမျိုးကိုဘယ်နည်းနဲ့ကောင်းအောင်လုပ်ယူလို့ရပါမလဲလို့တွေးမိသည်မျိုးလုံးစုံမှိတ်၍စိတ်ငြိမ်စွာထိုင်ရင်ပေါ်လီယာနာရဲ့ဝန်တာတန်းကစားနည်းကိုအမှတ်ရမိသည်တို့ပေမဲ့ကိုချစ်နေတဲ့ကိုကိုလည်းချစ်တယ်လို့ယူဆထားမိတဲ့ချစ်သူဟာကိုမဟုတ်တဲ့တခြားတစ်ယောက်နဲ့ကြည်နူးရီမောနေတာဝမ်းသာစရာမှမဟုတ်တာ ခုနေအခါမှာသူမကိုပေါ်လီယာနာလည်းမကယ်နိုင်ပါဘူးမျက်စိကိုမှိတ်ထားရင်းကပင်စိတ်နယ်မြေမှာချစ်သူကိုမြင်သည်ဘာလို့ရမှန်းမသိသည့်အတူတူချစ်သူရဲ့မျက်ခုံးထူထူနှစ်ခုကြားကိုအာယုံပြုပြီးချစ်သူအားမြစ်တာပို့မိသည်ချစ်သူရန်ကင်းပါစေ စိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ဆင်းရဲခြင်းကင်းပါစေမိမိကိုမိမိချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေချစ်သူအားမြတ်တာပို့ပြီးချိန်မှာတော့ချစ်သူထံမှကင်းစင်လာသောဆင်းရဲခြင်းအလုံးကိုသူမအပိုင်ယူပြီးနေပြီဖြစ်သည် ချစ်သူကိုသူမကိုယ်တိုင်လည်းနားမလည်နိုင်တော့အခုအချိန်လေးအတွင်းမှာချစ်သူမျက်နာကိုစစ်စစ်မကြည့်မိသေးတော့လေချစ်သူကသူ့ကိုကြည့်နေလိမ့်မယ်မဟုတ်ဘူးဆိုတာကိုတော့အလိုလိုသိနေမိပြီချစ်သူထံမှနှုတ်ဆက်စကားလေးတခွန်းတော့မှမကြားရတာကိုလည်းအံ့ဩလိုက်တာတကယ်ဆိုဒီလောက်တောင်စိမ့်ကရအောင်ကလည်းချစ်သူနဲ့သူမမတွေ့ရတာအကြကြီးမှမဟုတ်တာမနေ့မနက်ကတည်းကကိုနေမကောင်းဘူးဆေးကူပေးပါဆိုတဲ့စကားကိုချစ်သူကိုယ်တိုင်နောက်ပြောင်ပြောခဲ့သေးတာပဲ။ အင်းလေချစ်သူနဲ့ပတ်သက်သမျှသူမကသာသတိတရရှိနေပေမဲ့ချစ်သူက မေ့ပြခြင်းမေ့ပြနေမှာမဟုတ်လားချစ်သူလည်းသူမလိုပဲတယောက်နဲ့တယောက်ဘလောက်ဝေးဝေးနှလုံးသားချင်းနီးစပ်စွာချစ်တတ်လိမ့်မယ်လို့မျှော်လင့်ထားခဲ့မိတာတွေဟာအလကားပဲပေါ့သူမထက်အသက်လေးကြီးအတွေ့အကြုံလည်းရင့်ကျက်တဲ့ချစ်သူရဲ့ယင်ထဲမှာ ကိုချင်းစာနာမှုဆိုတာယာနှုံးပြည့်ရှိနေလိမ့်မယ်လို့ပိုတွက်ထားမိတာတွေကလည်းမှားနေပြန်ပါပေါ့ ။အခြားကိစ္စတွေမှာသူမထင်သမျှမှန်နေတတ်ပေမဲ့အခြေကိစ္စမှာတော့ထင်သမျှမှားနေတာကိုမခံရှိမခံတာရှိလိုက်တာ။ရှုပ်ထွေးနေသောအတွေးစိတ်များထဲမှာအရှင်းလင်းဆုံးအနေဖြင့်သိလိုက်ရတာကတော့စစ်သူဟာရက်ဆက်တယ်ဆိုတာပါပဲ။တစားတစားတင်းမာလာသောလက်ဖက်ရည်မျက်နှာပြင်ကိုကြည့်ရင်သူမနဲ့ချစ်သူတို့ရဲ့အခြေအနေဒီလဲတဖြည်းဖြည်းတင်းမာနေသလိုတုံ့လှုပ်စွာခံစားရသည်ဘလို့ပဲဖြစ်ဖြစ်လေချစ်သူသူမကိုစကားတခွန်းလောက်ပြောလိုက်စေခြင်းသည်တခွန်းမှတခွန်းနဲ့ပါ ဘေကလာလဲမြင်ဘူးသလိုပဲစသဖြင့်ပေါ့ခုချိန်မှာသူမအလိုချင်ဆုံးဟာချစ်သူရဲ့အတိအမှတ်ပြုတဲ့စကားလေးတခွန်းပါပဲချစ်သူထံမှစကားသံကိုမျှော်လင့်ရင်ချစ်သူမျက်နာကိုအရင်တုန်းကလိုငေးကြည့်ခြင်းလာသည် မျက်ဝန်းအကြည့်ကိုချစ်သူထံသို့ခိုးကြောင်ခိုးဝဲအွှေ့မှာတော့နာကြီးရန်လိုသောမျက်ဝန်းတင်းတင်းစီထားသောနှာခမ်းတို့ဖြင့်ဖြစ်တည်သောခတ်မော့မော့မျက်နာတစ်ခုကိုအလံတကြားတွေးရှိလိုက်ရသည်အဲ့ဒါချစ်သူမျက်နာမဟုတ်ဘူးနော်တော်ပါသေးရဲ့ ။ချစ်သူရဲ့မျက်နှာကတော့အဲ့ဒီအမျိုးသမီးလိုပဲနေမှာလား။ငြင်းချင်တော့လဲမကြည့်ဝင်သေး။တကယ်လို့များချစ်သူရဲ့မျက်နှာဟာသူမအပေါ်မှာတင်းမာနေခဲ့မြည်ဆိုပါတော့။သူမဘာလုပ်လိုက်ရမြည်လဲ။လူကြားသူကြားထဲမှာငိုချဖို့ဆိုတာတော့မဖြစ်နိုင်။ချစ်သူရှေ့ခြေဆုံးရပ်ပြီးဘလို့ဖြစ်သွားတာလဲလို့မေးလိုက်ရင်ကောတိတ်ရုပ်ပြတ်သွားနိုင်သည်။ဘာပဲဖြစ်ဖြစ်တခုခုတော့ပြက်ပြက်တာတာပြုလုပ်လိုက်ခြင်းသည်။ ထံရမထတော်မီဆဲဆဲမှာဆိုင်းအပြင်ဘက်ကိုကမန်းကရန်ထထွက်သွားသောချစ်သူဤကြောပြင်ကိုသာမြင်လိုက်ရသည် အပြင်ဘက်ထွက်လိုက်သွားရမလားစဉ်းစားစဲမှာပင်နောက်ကထလိုက်သွားသောအမျိုးသမီးကိုမြင်ပြအောင်မြင်လိုက်ရသည်သည်ဒါဟာလိမ်မန်းတီအောင်ကြောကုန်းလှည့်ပြတဲ့ဤပဲအလူရှင်မန်းအားလုံးသိကြပါရဲ့ကွယ်ရှင်ထဲမှာမခန့်ကျင်စွာနာကျင်နေခြင်းကိုမင်းတို့မမြင်နိုင်ကြဘူးလားတီးရက်နဲ့များမသိကြအောင်စောင့်နေကြသလားချစ်သူရေရက်ဆက်လာတဲ့မင်းကိုမေးပြလိုက်ချင်းဒီကွယ် ြားလူဆဲဆဲမျက်ရည်တို့ကိုမျက်တောင်ဖြင့်ပုတ်ခတ်သွင်းရင်းနန်ရန်ထက်မှပိုစတာများကိုတစ်ခုချင်းကြည့်လိုက်မိသည်အကြီးရဲချစ်ကောင်းကဘာလို့နေကမျက်မှန်တက်ထားရတာလဲချစ်သူကနေကမျက်မှန်ကြိုက်တယ်ဗီတာခင်ညိုရဲ့ထက်ခေါ်မယ်လိုက်ခဲ့တော့ပိုစတာကိုကြည့်ရင်းချစ်သူရဲ့လိုက်ခဲ့ဆိုတဲ့တခါတော့ကစကားလေးကိုကြားယောင်လိုက်မိသေးသည်ဒါဟာလဲချစ်သူနောက်ပြောင်ပြောခဲ့တာပဲဖြစ်မှာပေါ့ဘယ်အရာမှမင်းနဲ့မလွတ်နိုင်ပါလားချစ်သူရဲ့အေးဆက်ဆက်လက်ဖက်ရည်ကိုခံစားမှုကင်းမဲ့စွာတောက်ရင်း မိတ်ဆွေတယောက်နှင့်စကားပြောနေသောချစ်သူတို့နှစ်ယောက်ကိုစောင့်ကြည့်ဖြစ်သည်ပစိုးစိမ့်နှင့်အင်းကြီးပန်းရောင်ကိုမျက်နှိုးစွာကြည့်ပြီးအင်းကြီးဖြူနှင့်ထမိန်ပြာကိုအားကျစွာငေးမိသည်ခုချိန်ထိချစ်သူရဲ့အမျိုးသမီးပေါ်မှာမနာလိုစိတ်ဆိုးဆင်းများမရှိမိပါဘူးတေးကြပါရဲ့အရာရာဟာကံကံဤအကျိုးပေးလို့တက်ဝင်ယုံကြည်ထားသူပဲတကယ်ဆို ကံဆိုတာအလုပ်ပဲမဟုတ်လားသူမအနေဖြင့်ချစ်သူနဲ့မကြာခဏတွေ့ဆုံခြင်း ရုပ်ရှင်အတူကြည့်ခြင်းချစ်သူကိုအိမ်အလဲခေါ်ခြင်းစတဲ့အဲ့ဒီအမျိုးသမီးလုံနိုင်တဲ့အရာတွေဘာတစ်ခုမှလုံမပေးနိုင်ဘူးလေဒါရီဟာချစ်သူအတွက်စိတ်ပြက်စရာဖြစ်နေခဲ့မယ်ထင်ပါရဲ့ဒါကြောင့်လဲချစ်သူဟာသူမကိုချစ်တဲ့အမူအရာတွေသာဖော်ပြပြီးချစ်တယ်လို့မပြောခဲ့တဲ့အတွက်သူမမှလည်းချစ်သူကိုချစ်တယ်လို့အပြေပေးခွင့်မရှိခဲ့ပါဘူးအဲ့ဒီအမျိုးသမီးကတော့အပြေပေးခဲ့ပြီးသားဖြစ်မှာပေါ့နီးစပ်မှုနဲ့အထီးအတွေ့ပါမှအချစ်ဟာပြည့်စုံတဲ့လား ချင်းချင်းရင်းနှီးစွာပေါင်းသင်းဆက်ဆံမှုရှိမှအချစ်ဟာပြည်ပြင်းတဲ့လားချစ်သူရောဒီလိုပဲယုံကြည်ယူဆနိုင်မယ်ဆိုတာကတော့သိကြပါရဲ့ဘလောက်ပဲဝေးနေကြရလဲတယောက်နဲ့တယောက်တစ္ဆာရှိစွာသတိရနေနိုင်တာကလည်းအချစ်ပဲမဟုတ်လားအင်းအချစ်ဆိုတာထက်မေတ္တာဆိုရင်ပုံမှန်လိမ့်မည်ချစ်သူအဝေးမှာရှိစဉ်သူမနေတိုင်းဒါရဏပိယယူပေးတာကလည်းမေတ္တာတရားကြောင့်ပဲမဟုတ်လား ဝေဒန္ဒရာနဲ့မေမဒီတို့တောထွက်ပြီးမှတယောက်ပေါ်တယောက်ထားကြတဲ့မေတ္တာတရားကိုကချစ်သူတစ်ခါလောက်မှမလေးစားမိဘူးလားတကယ်တမ်းကျချစ်သူကိုသူမပေးနိုင်တာဟာမွန်မြတ်တန့်စင်တဲ့မေတ္တာတရားလေးတစ်ခုပါကွယ်ထိုမေတ္တာတရားလေးတစ်ခုတည်းကြောင့်ချစ်သူဥပိ္ပခပြုလေသလားချစ်သူစိတ်ချမ်းသာမယ်ဆိုရင်လေမေးလက်စနဲ့မေးလိုက်ပါတော့ကွယ်နေရစ်ခဲ့မယ်သွားတော့ကွယ် ချစ်သူတို့နှစ်ယောက်ဆိုင်ထဲကိုပြန်ဝင်လာချိန်မှာတော့ချစ်သူမျက်နှာကိုကြည့်ပြအောင်ကြည့်လိုက်မိသည်မိနစ်ပိုင်းတော့မကြာလိုက်တဲ့အချိန်တိုတိုလေးအတွင်းမှာပဲချစ်သူမျက်ဝန်းမှအရေးအောင်များကိုစိတ်လှုပ်ရှားစွာရှာဖွေနေမိသည်ဟင်းဟင်းဘာဆိုဘာမှမတွေ့ရပါလားမယော်လုံးမတင်းလုံးတဲ့ချစ်သူမျက်နှာဟာသူ့မကိုဘယ်တော့မှမသိခဲ့သလိုပါပဲဒါရီဟာချစ်သူမျက်ဝန်းအစ်စ်တွေပဲလားအာကိုမျော်လင့်စွာကြည့်နေမိတဲ့သူ့မကိုချစ်သူနည်းနည်းလေးမှအာမနာလိုက်ပါလား ပြတ်သွားမိမျက်နာကိုကမန်းကရမ်းပြန်ပြင်လိုက်သည်သူမရဲ့အားငယ်ငိုကျင်နေတဲ့မျက်နာကိုအထူးသဖြင့်ထိုအမျိုးသမီးမမြင်စေရဒါကလည်းချစ်သူအတွက်ပဲဖြစ်သည်သူမကြောင့်အမျိုးသမီးကချစ်သူကိုစိတ်ကောက်မှစကနာထိုးမှစသည်တို့ကိုသူမဘယ်တော့မှမလိုလားနိုင်ခြီထားတဲ့ကြိုးများဖြီလို့အနှောင်ဖွဲ့ကင်းကအပူပင်ကင်းစွာချစ်သူပျော်နေချိန်မှာသူမကတော့တန်ရောစင်ကြိုးကိုဖြည့်ပြလိုက်ဖို့ကြိုးအစတောင်ရှာမရသေးတာချစ်သူသိအောင်ပြောမပြကြင်တော့ပါ အံဩကြေကွဲမှုကြောင့်ပြင်းထန်လာသောနှလုံးခုန်တံကိုကြားရောက်ရင်စိတ်ကိုတည်ငြိမ်အောင်ထိန်းနေမိသည်စိတ်အာယုံကိုချစ်သူထံမှတခြင်းတံတို့ဇုအွှေ့မှာတော့ဆိုင်က ဖွင့်ထားသောတခြင်းတံသည်တိုက်ဆိုင်စွာပင် Do you really want to have me ဖြစ်နေသည်ချစ်သူကသူမကိုတကယ်ပဲနာကျင်စေခြင်းသလားအမြဲတမ်းပေါ့ချစ်သူအတွက်ဆိုနာစရာတောင်မှလွမ်းစရာနှင့်ဖြည့်သိမ့်မိသူမဖြစ်ကြောင်းချစ်သူမသိလဲရှိပါသေးတော့ သူမအပေါ်ထားရှိသည့်ချစ်သူရဲ့သဘောထားကိုရှင်းလင်းစွာသိလိုက်ရပြီးနောက်မှာတော့ဝန်တာရန်ကစားနည်းကိုကစားဖြစ်ဖို့စိတ်ပိုင်းဖြတ်လိုက်တော့သည်ဝန်တာဖို့စဉ်းစားနေချိန်မှာတော့လောကကြီးသည်တည်ငါ့မှောင်မဲတိတ်ဆိတ်သွားသည်ဘယ်ဘက်ရင်အောင်အောက်မှစူးရှသောအသည့်ကိုရသည်တက်ရှူရခြင်းသည်တစ်ပြေးပြေးနှင့်ခက်ခဲလာသည်ဒီအချိန်မှာချစ်သူကိုလက်ဆောင်ပေးထားခဲ့ဘူးတဲ့စာအုပ်လေးတွေငိုနေပြီချစ်သူဓာတ်ပုံအမြဲထည့်ထားတဲ့တူမရဲ့ပတ်စံအိတ်ကလေးကလည်းဝန်းနေနေရောပေါ့ ခြေသူကန်ကြီးဘူးသောနရက်ကလေးကတော့ပျော်နိုင်ပါလေလားခြေသူကိုမေးလိုက်တော့လို့အမိန်ပေးခြင်းခံလိုက်ရတဲ့သူမရဲ့အသည့်စိတ်ကလေးကတော့အထီးကိုက်ဆုံးနေမှာပါပဲဆွေမြေပင်မန်းစွာစဉ်းစားပြီးသည့်နောက်မှာတော့ဝန်တာဝန်နေလေးတစ်ခုကိုရခဲ့ပြီးတာမန်မဟုတ်သည့်နှလုံးသားနှင့်ရင်းရသည့်ဒီဝန်တာချင်းလေးဟာခြေသူနှင့်ပတ်သက်၍သူမ၏နောက်ဆုံးခံစားချက်လည်းဖြစ်ခြင်းဖြစ်နေလိမ့်မည်ကိုချစ်နေတဲ့သူဟာသူ့ချစ်သူရှေ့မှာသူနဲ့တိတ်ရင်းနှီးတဲ့သူ့ကိုတွေ့တာနေတဲ့ သူကလည်းချစ်နေတယ်လို့ယူဆထားမိတဲ့ကောင်မလေးတယောက်ကိုနှုတ်မဆက်ရဲနှုတ်မဆက်နိုင်တာဟာသူ့ချစ်သူအပေါ်မှာတစ္ဆာရှိလို့ပေါ့နော်သူ့ချစ်သူကိုဆက်ရနောက်ဆက်ဖြစ်မခံတာဟာလည်းချစ်သူကောင်းတို့ရဲ့တာဝန်တရက်ကိုခြေပေါ်နာပါပဲသူမချစ်နေတဲ့သူဟာတစ္ဆာရှိတဲ့ချစ်သူကောင်းတယောက်ဖြစ်တာဟာဂုဏ်ယူစရာမဟုတ်ဘူးလားဒီလိုဆိုရင်ဖြင့်ချစ်သူအတွက်ချစ်သူရဲ့အမျိုးသမီးအတွက်ပြီးတော့ချစ်သူကိုချစ်နေမိတဲ့သူမအတွက်ဝမ်းသာစရာပဲပေါ့အခုဖြစ်နေတဲ့အခြေအနေတစ်ခုလုံးအတွက် ဝမ်းသာလို့ရပြီပေါ့ကွယ်အဆုံးစွန်သောခွင့်လွှတ်ခြင်းဖြင့်ထိရှာကြည်ကွဲစွာဝမ်းသာပြီးသည့်နောက်မှာတော့သူမ၏စိတ်ကိုလျှော့ချလိုက်တော်သည်ကြာစင်းနေသောစိတ်ဓာတ်နှင့်အတူနှလုံးခုန်နှုံးသည်လည်းတဖြည်းဖြည်းနှေးလိုက်လာကတစ်ချက်တစ်ချက်မှခုန်တော့သည်ဟုထင်ရပြန်သည်ဒါဟာလည်းယောဂမဟုတ်တဲ့ပဝင်းကျင်အခြေအနေအရကိုရင်းဖြစ်ပျက်ပြောင်းလဲမှုတစ်ခုပဲဖြစ်လေသည်နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကို 借助明天天气吧嘞，明天。